နေရဒီတာအဆောင်ကစားဆိုင်တည်နိုင်ဖို့ Food and Treat Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ဒီနေ့တော့တရုတ်နိုင်ငံရှီအန်မြို့မှာရှိတဲ့ဝေးမင်ကျဲကိုသွားရောက်လည်ပတ်ခဲ့ပါတယ်ရှိအမျိုးလည်းမှာရှိတဲ့ကျုံးလိုလူခေါ်တဲ့나이စင်ကိုသွားပြီးတော့အပြန်မှာခွေးမင်ကျဲဘက်ကနေပြီးတော့ပတ်ပြန်ခဲ့တာပါဒါကတော့ဆန်အရက်ပါရှိအမ်ကိုရောက်ရင်မဖြစ်မနေသွားရမယ့်နေရာရင်းမှာခွေးမင်ကျဲလေးပါပါတယ် ီမှာဆိုရင်ရှီအန်ရဲ့ဒေတာထွက်အစားအစာတွေကိုဝယ်ကြတာပါဒီလိုမျိုးဖုန်းနေနဲ့ package တွေလုပ်ပြီးသွားပြီဆိုရင် သူတို့က delivery နဲ့တခါတည်းအိမ်အရောက်တန်းပို့တာပါသူတို့စီမှာကပြည်နယ်တစ်ခုနဲ့တစ်ခုကိုပို့တဲ့ delivery system ကအရန်အဆင်ပြေတဲ့ခါကြတော့ပစ္စည်းတွေအများကြီးဝယ်ပြီးလည်းမတည်သွားပါဘူးတစ်ခါတည်းပဲထုတ်ပြီးတော့အိမ်ကိုတက်ပို့ခိုင်းတာပါ CM မှာငရုသီးကတော့ special စားတာပါငရုသီးကိုပုံစံမျိုးစုံအရသာမျိုးစုံနဲ့ရောင်းတာပါ သူတို့စီကငရုတ်ကြီးတွေကလက်လက်ဆက်ဆက်ပါပဲအနံ့ရတာနဲ့ဟိုမှုန်းနေရပဲငရုတ်ကြီးအနှစ်ကြီးကထမင်းနဲ့မြေစားရင်ကောင်းမှကောင်းမယ်ကိုရီကလေနဲ့ပြန်အမှဆိုတော့ဒီစီရင်ငရုတ်ကြီးဝယ်ရင်တယ်လို့ဖြစ်ပါမလားလို့တွေးမိတယ်ဒါမဲ့တော့သူတို့ကပတ်ကင်ပိတ်ပေးရလဲတော်တော်ကောင်းပါတယ်ငါတစ်တာဘူးပိတ်တယ်လို့ဒီတစ်ခါတည်းစီလုံးလေးလုံးအောင်ပိတ်ပေးလိုက်တာပါအဲ့တော့တယ်လို့အဆင်ပြေပါတယ် ီလေပေါ်တဲ့ခါကျတော့လက်လက်ဆက်ဆက်ဖြော်ပြီးတော့ရောင်းတာပါတလဲပြီးတစ်ခွက်ကို25ယွမ်ပါဒါလေးတွေကတော့ရှီအန်ဒေတာထွက်မုန်တွေပါညိုးနဲ့လှုပ်ထားပြီးတော့အရသာစိမ့်စိမ့်မှုမှုလေးပါတဲ့ဒီချောက်ရောင်းတဲ့ဆိုင်လေးတွေ့ပါတယ်စားစရာဆိုင်ဒီအပြင်အဝတ်ထည်ရောင်းတဲ့ဆိုင်လေးတွေးပါတယ်ဒါကတော့တရုတ်ယူရအဝတ်စုံတွေရောင်းတဲ့ဆိုင်မှာ လေးလူကြီးယောက်ျားမိန်းမအရွယ်ဆုံးအတွက်ဝတ်စုံနေရှိပါတယ်ရာဟာညဘက်ဆိုအရန်စီတော့လာလေသူတွေများလားမများလားကြည့်ပါဦးတရုတ်လူရရက်တောင်လေးတွေလာမှလာပဲကြီးလိုက်အကုန်ဝဲခြင်းစရာတွေပဲ ရတီခက်ပြတာကိုလည်းတွေ့ခဲ့ရပါတယ်။အထဲမှာနှိုင်းကူလိုမျိုးကြောက်ဆက်ပန်းဆွဲတွေနဲ့အလှဆင်ထားတာပါ။ငါးလေးတွေလည်းရှိပါတယ်။အထဲမှာငါးဆင်းပြီးတော့ရှိတဲ့အခါကျတော့စူတောင်းကြီးနေပြီးအလေးရင်ထွန ကနေထွက်လာတော့စားစရာတွေကြီးပဲရောင်းတဲ့လမ်းကို ရောက်ပါပြီ။အရင်ဆုံးတွေ့တာကတော့ရေပွဲကင်ဆိုင်မှာရေပွဲကင်အသေးလေးခုနှစ်ခုကို20ရွာမှာဒါကစိတ်သားတွေကိုတုံ့ထုံထားတာပါ။ယူကခေါက်ဆွဲစားလို့ကောင်းလားမကောင်းလားခေါက်ဆွဲကိုပုံစံဆုံးဒီဇိုင်းဆုံးနဲ့ရှိပါတယ်။မာလာတူတူဆိုင်တွေလည်းအများကြီးရှိပါတယ်။ဆိုင်တိုင်းလည်းတော်တော် ရောင်းရပါတယ်။ ကြောက်တွေနဲ့လှုပ်ထားတဲ့ဦးလေးတွေကလည်းချစ်စရာလေးတွေအလေးဒီဖြော်ရီစစ်စစ်ရပါတယ်ကားကြီးရောင်းတဲ့ဆိုင်ကြီးကတော့အစုံမဲတဲဒီကြောက်တို့တခြားလုံးခလေးကြိုက်တဲ့တခြားလုံးတွေကိုပုံဖော်ထားတဲ့တခြားလုံးတို့ထုံးဆိုင်တွေလည်းရှိရဲ့ငွေတဲ့ပစ္စည်းတွေရဲ့တီးတန့်ရောင်းတဲ့အယောင်ပြခန်းကဒီထဲကပစ္စည်းတွေအကုန်လုံးကငွေနဲ့လုပ်ထားတဲ့ဟာတွေပဲ ုခုံခုံခုံလေးရှိရဲ့ငွေနဲ့လုထားတဲ့အဆက်ဆက်လေးလည်းအစုံရှိပါတယ်။နိုင်ရံမှာထားထားတာကတော့ငွေဒုံးလေးတွေပါတဒုံးကိုယွမ်းတစ်ထောင်ပေးရပါတယ်။ယွမ်းတစ်ထောင်ဆိုတော့မြန်မာငွေနဲ့6သိန်းကျပ်ပါ။ငွေတွေပစ္စည်းတွေကိုအားရပါရကြည့်ရှုပြီးပြန်အထွက်မှာတော့ဒီမှာ CN ဒေတာထွက် ားစရာမှုကို လုံယောင်းနေရပါလူခဲလေးတွေပါ အသီးဆုံးနဲ့အရသာဆုံးအသီးဆုံးတို့တို့ရောင်းရတယ်စားရတာလည်းစိတ်စိတ်လေးနဲ့အီအီမှုမှုလေးကျွေးမှုအတွက်လီးနေတာပါစတော်ဘယ်ရီရောအိုရီယိုရောအသီးဆုံးနှင်းစီပန်းအိုးအရသာစုံနာစုံနာဆိုတော့မနေမနောပဲဘာရွေးလို့ရွေးရမှန်းတော့မသိတော့အောင်များလား ဆိုင်ထဲဝင်လိုက်တာနဲ့ရှီအန်ဒေတာထွက်အစားအစာလက်ဆောင်ပစ္စည်းမျိုးစုံကိုပကင်လှလှလေးနဲ့ရောင်းနေတာကို တွေ့ရပါတယ်။ကြက်သားပြုတ်ကိုသူတို့ဒေတာထွက်မယုံသေးအနှစ်မျိုးစုံနဲ့နေထားပြီးတော့ရောင်းတာပါ။အမီးစားကြီးကပွင့်ထွက်သွားပဲရှူရှဲရှူရှဲနဲ့စားလို့ကောင်းလားမမီးနဲ့ပစ္စည်းတွေဝယ်ပြီးမတင်နိုင်လဲစိတ်မပူနဲ့အိမ်ကိုပို့ပေးလိုက်မယ်။အဲ့တော့ဖုန်းနဲ့ပတ်စံရှင်းနဲ့ ပစ္စည်းကလည်းလက်မမစွဲရောက်လို့ဝယ်လို့ဝယ်မန်းဘူးမသိတော့ဘူး။ဒီဒီမှာမာလာတူတူကမိယာတူညောင်ညမ်းမှရှိတဲ့ဒီဇိုင်းလေးဒီဇိုင်းကလည်းအရာကအရန်ကြီးမပွားဘူးဘေးဆိုင်မှာဆဆတူတူပဲ။ ဲသားစားတဲ့သူတွေအတွက်ဆက်ပြဲလန်အမဲသားလုံးမှာဒီဆန်ကပဲပြားအာလူးနဲ့စံတူဖူးတွေကိုကြော်ပြီးတော့ငရုတ်သေးလေးနဲ့ပြန်ပြီးတော့နှက်ပေးတာပါ လန်းလုံးမုတ်ဆိုင်နေကြီးစီကိုဟိုနေနဲ့ဒီနေနဲ့စားလာတာမလားတုံထိုးစားတယ်ဒီပဲပြားကြော်စားတယ်စားပြီးတော့အေးတောက်ပါတယ်တော်ပြီးအမောပြီးတော့ရှေ့ဆက်လျှောက်ပါတယ်။ဒါမှရေခဲမှုတွေမူချီလိုမျိုးအချိုပွဲတွေရောင်းနေဆိုင်မှာ ကတော့အရသာမျိုးစုံရဲ့ရောင်းနေတဲ့အမေသား6ပါ။သူစီကအမေသား6တွေကတော်တော်လေးလုံးတဲ့ရန်စားလို့ကောင်းပါတယ်။ပြောင်းမှုရဲ့လုပ်တဲ့မှုတွေတော်တော်များများရှိတဲ့နေရာမှာရှိအရောက်မှဒီလိုမျိုးမှုကိုပြေးခဲ့တာပါကျွတ်ကျွမွမွလေးနဲ့အရသာကတော့မူလအရသာရှိတဲ့အဆက်အရသာရှိပါတယ် ုပြုတဲ့အားရပါရကိုပြုတ်တာရှီအန်ရောက်ရင် မဖြစ်မနေစားရမှာကရို့ကြောင်းမော်ပါ သူကဟမ်ဘာဂါလိုမျိုးခက်စင်စင်တူပါတယ်ဒါပေမဲ့ပေါင်မို့အသားလိုမျိုးတော့မဟုတ်ဘူးပေါင်မို့ဂျုံသားမာမာလေးဟိုမှာခွဲပြီးတော့အလဲရနေပြီးတော့ဝတ်သားအစာ သူ့လိုလဲရတယ်အမဲသားအစာသူ့လိုလဲရပါတယ်ရဲ့ဒေတာရိုးရအစားစားပါသူကတော့နေရာဒေတာပေါ်မူတည်ပြီးတော့ တစ်ခုကို10 yuan 12 yuan 18 yuan စသဖြင့်ပေးရပါတယ်။ဒီဟာကတော့ရူကြားမော်စားဖို့တန်းစီနေတဲ့လူတွေပါ။ခလေးတွေကြားတဲ့တရားခဲကိုလေးနဲ့မူပြီးတော့အယုတ်လုပ်ထားတဲ့တရားမုံဖြစ်ပါတယ်။ဒါကလည်းအမှုပညာတစ်မျိုးပါပဲ။လုပ်ထားတဲ့အယုတ်လေးတွေကြည့်ပြီးစားလိုက်ရမှာတော့နှမျောတယ်။ ဤကြွေကိုရိုးရိုးမစားဘဲနဲ့အရသာမျိုးစုံထည့်ထားတဲ့ဤကြွေရရှိသည်။တစ်ခုကို30ပါ။ပေပြာကြောကို source တွေနနမီနေကျသူမိတွေနဲ့တုပ်ပြီးတဲ့ဆိုင်မှာဒါကအာလူးလုံးကြောငရုတိမြစ်တွေဆိုကြည့်ပါအောင်အားရပါရပဲ စိတ်ချတော့စိတ်ကောင်းစုပြုတ်ခြိုက်တဲ့သူတွေကတော့ရှယ်ပဲဝိမင်ကျဲကအစ္စလမ်ကိုးကွယ်သူတွေနေရာများတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်သားနဲ့အမဲသားပဲတွေ့ရတာများပါတယ်တယုတ်ကြီးကတော့ဘယ်နေရာသွားသွားသူ့လူမျိုးနဲ့သူခရီးသွားတဲ့နေရာတော့အများအားဖြစ်နေရပါပဲတလဲသီးတွေများချက်ကတော့တလဲသီးပင်လေးကြီးပဲ ပူကြည့်တီကြီးလမ်းမှာစားကျင်တာလေးဝယ်စားမောရင်အေးလေးတောက်လိုက်ပူလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ကြည်လာလမ်းအစုံကိုရောက်ပါပြီရှီအန်းရဲ့ဝင်းမင်ကျဲ blog လေးကတော့ဒီမှာပဲရပ်နားလိုက်ပါတယ်အဆုံးထိကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် vlog များမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်